သွားမယ်ကြောင်းကဘယ်အချိန်မှာခေါ်မှာလဲဆိုတဲ့ဟာရယ်နောက်ခုနကျွန်တော်ပြောတဲ့ form ဘယ်အချိန်ပိတ်မှာလဲဆိုတဲ့ဟာကိုအရေးကြီးပါတယ်ဟုတ်ကဲ့ comment မှာကျွန်တော် link လေးထည့်ပေးထားမယ်အားလုံးပဲမလားပါကျွန်တော်တို့ lesson japan က remote ဖြစ်ပါတယ် review လေးမှာကျွန်တော်တို့ဒီမိကုံးလေးပေါ့နော်2026မှာတက္ကသိုလ်စဝင်ဖို့အတွက်ဆိုရင်ဘယ်ချိန်လောက်ကနေစပြီးတော့လောက်ရမလဲပေါ့နော်အဲ့ဒီမိကုံးလေးကအရန်ကိုအခြေခံကြပြီးတော့အရန်အရေးပါပြီးအရန်ကောင်းတဲ့မိကုံးလေးမဟုတ်လို့ကျွန်တော် video လေးနဲ့ပြပေးလိုက်ပါတယ်ကျွန်တော်တို့2026ဆိုတာကျွန်တော်နောက်နှစ်ပေါ့နော်နောက်နှစ်အကြောင်းတက်ဖို့အတွက်ဆိုရင်ဒီနှစ်ကိုဘယ်လိုအခြေအနေကနေစပြီးကျွန်တော်တို့တတိတွေထားရမလဲဘယ်လိုကြိုတင်ပြင်ဆင်ထားရမလဲအဲ့လိုမျိုးတတိမထားဘူးဆိုတာနဲ့ကျွန်တော်တို့ foundation နဲ့ချက်တွေကြော်သွားတဲ့ခါမျိုးတွေဖြစ်သွားရင်ကျွန်တော်တို့သွားကျင်တဲ့အကြောင်းလေးကို လဟာတသက်လက်ထုတ်လိုက်ရမှာဖြစ်တယ်ပေါ့နော်စပြီးတည်ထားမယ်အချိန်ကာလကတော့ကျွန်တော်တို့လေးလပိုင်းလောက်ခေါင်းထဲကနေစပြီးတော့ကိုသွားမယ်ចောင်းလေးကိုဒါစပြီးတော့ဖတ်ကြည့်တင်ပြီဘယ်လိုအချိန်ဒီမှာចောင်းကခေါ်လေးရှိလဲဘယ်လိုအချိန်ဒီမှာဖောင်နေစတင်ရလဲပေါ့နော်အဲ့တော့အဲ့လောက်တည်းကကြိုတင်ပြင်ဆင်ပြီးလေးလဖတ်ထားဖို့လိုတယ်ပေါ့နော်အဲ့တော့အများစုចောင်းနေရတော့ကျွန်တော်တို့6လပိုင်းလောက်ကနေစပြီးတော့စတင်လို့ရဒါចောင်းမှာတចောင်းနဲ့တចောင်းမတူဘူးအရှုပ်ចောင်းနေဆိုရင်နှစ်ခေါက်ခေါ်တယ်မရှုပ်ရှိသေးဆိုတော့ဘာလို့ဥမာဒီ private ចောင်းနေပေါ့နော် private university ဆိုရင်6လပိုင်းကနေ7လပိုင်းလောက်အတော်တွေမှာတစ်ချိန်ခေါ်တယ်နောက်ပြီးတော့ကျွန်တော်တို့ဒါ ဆယ်လပိုင်းကနေ၁၂လပိုင်းလို့ပေါ့နော်ဒီလိုကာလတွေမှာတစ်ချိန်ထပ်ခေါ်တယ်အဲ့တော့နှစ်ချိန်ခေါ်တယ်ကျောင်းတွေကတော့အများစုပေါ့နော်နှစ်ချိန်ခေါ်တဲ့ကျောင်းတွေများတယ်တချို့ private school တွေဆိုရင်၃ချိန်နေခေါ်တယ်ပေါ့နော်ကျွန်တော်တို့ဒီ Osaka မှာဆိုရာမာတို့တော့ဆိုကျွန်တော်တို့ ABC လိုပုံစံမျိုးတွေနဲ့တွားတယ်ဆိုတော့တောင်းနေခေါ်တဲ့ကျောင်းတွေဆိုရင်တော့6လပိုင်းနဲ့7လပိုင်းအတော်တွေမှာတစ်ခါခေါ်သွားတာတွေနောက်ပြီးတော့7လပိုင်း7လပိုင်းနောက်ပြီးတော့ကျွန်တော်တို့7လပိုင်း7လပိုင်းပေါ့နော်နောက်နှစ်7လပိုင်း7လပိုင်းပေါ့အဲ့တော့ကိုသွားမဲ့ကျောင်းအရင်ဆုံးကြည့်ရမယ်ကိုသွားမဲ့ကျောင်းကစောစောစီးစီးခေါ်သွားတဲ့ကျောင်းမျိုးလားကိုသွားမဲ့ကျောင်းက၃ချိန်လောက်အဲ့လိုမျိုး လှည့်ခေါ်တဲ့အကြောင်းမျိုးလားပေါ့နော်ဒီလိုဟာမျိုးကြည့်ပြီးတော့ကြိုတင်ကြည့်စင်ထားဖို့လိုတယ်အဲ့တော့ဘယ် intake မှာကိုဝင်ဖြည့်မလဲဆိုတာလည်းအရေးကြီးတယ်ဥပမာကိုက easy you အမှတ်နဲ့ဝင်မယ်ဆိုရင်ကျွန်တော်တို့ easy you ကျွန်တော်တို့၁၂လပိုင်းမှာဖြည့်မယ်ဆိုပြီးတော့၁၂လပိုင်းမှာအမှတ်ကောင်းအောင်လုပ်မယ်ဆိုပြီးရထားတဲ့သူတွေအနေနဲ့ကဒုတိယ intake မှာကျွန်တော်တို့ဝင်လို့ရတော့နော်အဲ့တော့နောက်ပြီးတော့ကျွန်တော်တို့ဒီ6လပိုင်းအမှတ်နဲ့ဝင်မယ်ဆိုတဲ့သူတွေကကျွန်တော်တို့ first intake တွေက6လပိုင်း7လပိုင်းမှာခေါ်တဲ့အချိန်တွေကကျွန်တော်တို့ကဝင်လို့ရမယ်ပေါ့နော်အဲ့ဆိုတော့အခုသွားမယ့်အကြောင်းကဒုတိယအတော့မခေါ်ဘူးပထမအတော့6လပိုင်းကနေ7လပိုင်းပဲခေါ်တဲ့အကြောင်းမျိုးဆိုရင်ကိုက6လပိုင်းနဲ့က easy အမှတ်ကိုကောင်းအောင်ဖြည့်ထားဖို့လိုတယ်အဲ့တော့ အရင်ဆုံးကျွန်တော်ခုနပြောခဲ့သလိုပဲလက်ပိုင်းလောက်တည်းကပေါ့နော်အခုလိုအချိန်လောက်တည်းကကျွန်တော်တို့ကကိုသွားမယ်အကြောင်းကိုကိုရှာပြီးတော့ဒီကြောင်းကဘယ်လိုအချိန်ဒီမှာခေါ်တာလဲပထမတစ်တုပ်ပဲခေါ်တာလားဒုတိယတစ်တုပ်ကိုခေါ်သေးလားဟောဒုတိယတစ်တုပ်ပဲခေါ်ရအကြောင်းလေးလည်းရှိတယ်ပေါ့နော်ဒုတိယတစ်တုပ်ပဲခေါ်တာလားပထမတစ်တုပ်မခေါ်ဘူးလားဘယ်လိုဟာတွေရှိတဲ့ဟာကြောင့်ကျွန်တော်တို့ဒီဥစ္စာတွေကိုကြိုတင်ပြီးတော့ဖတ်ရှုထားဖို့လိုပါတယ်တို့တစ်ခင်ကျွန်တော်အခုသွားတဲ့ခုခုလေးဆိုလိုအကြောင်းမျိုးတွေဒီအကြောင်းမျိုးတွေဆိုရင်တော့ကျွန်တော်တို့ကတစ်ချိန်ပဲခေါ်တာများတယ်ပေါ့နော်အများကြီးပေါ့နော်အခုခေတ်မှာခေါ်တယ်ကျွန်တော်တို့ဟိုဘက်လောက်မှာ10လပိုင်း17လပိုင်း18လပိုင်းဒီဝန်းကျင်လောက်မှာအကြောင်းတွေခေါ်ကြတယ် တော့ကိုသွားမယ့်အကြောင်းကိုကိုကျွန်တော်ဒီဖက်ရှုပြီးတော့တိုတင်ပြီးတော့ကျွန်တော်ဂျွန်းပြီးလေးလောက်သွားဖို့လိုပါတယ်ကျွန်တော်ခုပြောသွားတဲ့အချိန်ကာလတွေကတော့ကျွန်တော်6လပိုင်းက7လပိုင်းကမှကျွန်တော်ခေါ်ရဆိုတဲ့ဟာတွေကတော့ကျွန်တော်ဖောင်တင်ရတဲ့အချိန်ကာလတွေပေါ့နော်ဒီအချိန်ဒီမှာတော့ဖောင်တင်ရတယ်ဖောင်6လပိုင်းကနဲ့7လပိုင်းကျွန်တော်ကျူစကားလို့ခေါ်တဲ့ဖောင်ကိုတင်မယ်ဒါမှစာမေးပွဲကတော့ကျောင်းမမူတည်ပြီးတော့ပေါ့နော်7လပိုင်းလောက်မှတော့ဖြေရတယ်စာမေးပွဲတွေလည်းရှိတယ်ပေါ့နော်စာမေးပွဲဆိုတာကျွန်တော် message ပေါ့နော် interview ပဲဖြေရတဲ့ကျောင်းတွေရှိမယ်နောက်ပြီးကျွန်တော်တို့ဒီအဲဒီ showroom ပေါ့နော်ခေါ်တယ်ပေါ့နော်စာရေးရတဲ့ ဟာပါပါတဲ့အကြောင်းတွေရှိမယ်။နောက်ပြီးတင်ချာတွေဖြေရတဲ့အကြောင်းတွေရှိမယ်။နောက်အင်္ဂလိပ်စာပါဖြေရတဲ့အကြောင်းတွေရှိမယ်။ဒါတော့ကျောင်းရဲ့ level ပေါ်မူတည်ပြီးတော့ကျောင်းရဲ့သူတို့သွားတဲ့ flow ပေါ်မူတည်ပြီးတော့ကျွေးသွားမယ်ပေါ့နော်။အဲ့တော့အရေးကြီးတာကျွန်တော်တို့ foundation ရဲ့ရက်ပေါ့နော်။ foundation ရဲ့ရက်ကိုကျွန်တော်တို့အမိတင်ဖို့လိုတယ်ပေါ့နော်။ဒါဆိုရင်ကျွန်တော်တို့ကဘယ်ချိန်ဆောင်ဝယ်ဖြေရမယ်ဆိုတဲ့ဟာတွေလည်း job တွေလည်းကျွန်တော်တို့အများကြီးရလာမယ်။အဲ့ကြောင်ကျွန်တော်တို့ကဘာဆက်လုပ်ရမလဲဆိုတဲ့ဟာတွေတစ်ခုပြီးတစ်ခုသိလာမယ်ပေါ့နော်။ကျောင်းတွေကတော့ကျောင်းတွေကြောင့်မတူဘူး။ဒါပေမဲ့အများစုကျွန်တော်တင်ရတဲ့ရှုစကမ်းမှာတင်ရတဲ့ချက်တွေဘာတွေရှိမလဲဆိုရင် journal scale ပေါ့နော်။ journal scale မှာကျွန်တော်တို့ JPD နဲ့ခေါ်တဲ့ကျောင်းဆိုရင်ကျွန်တော် JPD နဲ့ဝင်မယ်။ကျွန်တော် EJU နဲ့ခေါ်တဲ့ကျောင်းဆိုရင်ကျွန်တော် EJU နဲ့ဝင်မယ်ပေါ့နော်။ Shibori Yu Shop လို့ခေါ်တဲ့ ။ဘာကြောင့်ဒီကြောင်းကိုတက်ချင်တာလဲဆိုတော့ဘာကြောင့်ဒီမေဂျာကိုရွေးတာလဲဆိုတော့အချက်ပေါ့နော်။ဒီစာကိုမတောင်းတဲ့ကြောင်းတွေလည်းရှိရပေါ့နော်။ဒီစာမရေးပေးမနဲ့မလို့ဆိုတဲ့ကြောင်းတွေလည်းရှိတယ်။အများစုကတော့ကျွန်တော်အထင်လွယ်လို့ထင်တယ်ပေါ့နော်။ဆိုတော့အဲ့ဒီဟာလေးကိုလည်းကျွန်တော်တို့အလုံး900ပဲရေးရအကြောင်းတွေရှိတယ်။အလုံး800ပဲရေးရတဲ့ကြောင်းတွေရှိတယ်။အလုံး1000လေးပါတိရေးရအကြောင်းတွေရှိတယ်။ဒီဟာကမူတည်ပြီးတော့ကျွန်တော်တို့ဒီဟာကိုလည်းရေးပြီးတော့ထပ်ကားတယ်ပေါ့နော်။အခုလက်ရှိတက်နေတဲ့အဲဥပမာကိုက language ကိုတက်နေတာဖြစ်ဖြစ်ကိုကရှင်းတဲ့ခု course တက်နေတာဖြစ်ဖြစ်ပေါ့နော်။အဲ့ဒီအကြောင်းကနေပြီးတော့ကျွန်တော်တို့လိုအပ်တဲ့အထောက်ခံချက်တွေကျွန်တော်တို့ကလိုပါတယ်။အထောက်ခံချက်အထောက်ခံချက်ကိုလည်းကျွန်တော်တို့ အဲလိုတဲ့ကြောင်းတွေကလိုတဲ့ထောက်ခံချက်မှာလိုတဲ့ကြောင်းတွေကလည်းမလိုဘူးပေါ့နော်ဒီဟာတွေနဲ့ပတ်သက်ပြီးတော့လေကွာကျွန်တော်ဒီပြင်ဆင်ထားပြီးတော့ကောင်းနေမှုအတွက်ကျွန်တော်ချင်းပြီးလေလောက်အောင်ဖြစ်ပါတယ်နောက်ပြီးတော့အင်္ဂလိပ်စာတကယ်တောင်းလာလေဟာလေဆိုရင်ကျွန်တော်အင်္ဂလိပ်စာအမှတ်တွေမှာထည့်ပေးရမျိုးရှိတယ်ပေါ့နော်အဲ့တော့အကြောင်းမမူတည်ပြီးတော့ကွဲပါတယ်ဆိုတော့ကျွန်တော်ပြောခဲ့သလိုပဲလေးလာမိုင်းလောက်အခုလိုချိန်တော့လေးရဆပြီးတော့ကြိုတင်ပြီးတော့ကိုသွားမယ်ကြောင်းနဲ့ပတ်သက်ပြီးတော့ကြိုတင်ဖတ်ထားဖို့လိုပါတယ်အချိန်သိမရှိပါဘူးခဏလေးနဲ့ကောင်းပါတော့ပေါ့နော်ဒီကြားထဲမှာကျွန်တော်တို့ကစောင်းမဖြေဖို့ခါလေးလောက်ပါသေးရဲ့ဆိုတော့အချိန်သိမရှိပါဘူးရှုစကန်လို့ခေါ်တဲ့ဖောင်တန်တဲ့ခါမှာတချို့ကြောင်းနေကြတော့ကျွန်တော်ဥပမာလေးစမေကန်တို့ပါလို့ဆိုရင်အဲဒီ online ရှုစကန်ဆိုတာရှိတယ်ပေါ့နော်အဲ့တော့ online ကနေပဲဖောင်ဖြေပြီးကျွန်တော်ရတဲ့ဟာလေးရှိသလို ိုယ့်ဟာကိုလက်ရည်မူနေမှာရေးပြီးမှထက်ကားတဲ့ဟာမျိုးတွေရှိတယ်ဆိုတော့ကျွန်တော်တို့အချိန်ကျွန်းပြီးလောက်ရတဲ့အချိန်နေအရန်ကြပါတယ်အဲ့တော့အဲ့ဒီဟာလေးတွေကိုကျွန်တော်တို့ပြင်ပြီးတော့ပြင်ဆင်ထားဖို့လိုပါတယ်ချို့ចောင်းတွေကတခုပဲဆုတ်ဖြစ်ပြီးတော့ဗောနော်အရန်တော့ကြာသွားတဲ့ចောင်းတွေရှိတယ်ဥပမာမရှိစုကထားပါတော့လိုဟာလေးဆိုကျွန်တော်တို့၃လပိုင်း၂လပိုင်း၃လပိုင်းကျွန်တော်ဝါကားမှဒါကခုလိုပါတော့ဒါထို့သဖြင့်တော့ကျွန်တော်တို့ဒီအဲ national school တွေဗောနော်ဒီလိုចောင်းနေဆိုရင်ကျွန်တော်ခုရောက်လာတဲ့ចောင်းဆိုတော်တော်လေးကိုဟိုနောက်ကြတယ်ဆိုတော့နောက်ကြတဲ့ ចောင်းနေလည်းရှိရယ်ဆိုတော့ကိုသွားမဲ့ចောင်းကဘယ်ချိန်မှာခေါ်มาလဲဆိုတဲ့ဟာရယ်နောက်ခုနကျွန်တော်ပြောတဲ့ form ဘယ်ချိန်ပိတ်มาလဲဆိုတဲ့ဟာကိုအရေးကြီးပါတယ်အဲ့ဒီဟာတွေကျွန်တော်ကြိုတင်ပြီးတော့လေ့လာဖို့လိုပါတယ်ဆိုတော့ကျွန်တော်ဒီပေါ်တော့ဒီတက္ကသိုလ်ကိုသွားမဲ့တက္ကသိုလ်ကဘယ်လိုအချက်တွေအဓိကလိုလဲဘယ်လိုအချက်တွေ ਨੇ အဓိကခေါ်လဲဆိုတဲ့ဟာပေါ့နော်အဲ့ဒီဟာရဲ့နောက်ပြီးတော့ပတ်စံဘလောက်လောက်ကြာလဲဆိုတဲ့ဟာပေါ့နော်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့အလွယ်တကူရှာလို့ရတဲ့ website လေးရှိပါတယ်အဲ့ဒီဟာကိုကျွန်တော်မနစ်ကတော့ video လေးတစ်ပုဒ်တင်ထားပေးပြပါတယ်ဒီနားမှာပါတော့တင်ထားဖို့ပေါ့နော်ဆိုတော့အဲ့ဒီ video ကိုတွားကြည့်မြင်စေရင်တော့ကျွန်တော်အဲ့ဒီ website တွေဝင်ပြီးတော့ဘယ်လိုမျိုးလေးရှာကြည့်ရမယ်ဆိုတော့နည်းနည်းလေးကျွန်တော်ရှင်းပြထားတယ်ဆိုတော့လေအဲ့မှာတွားပြီးတော့ကြည့်လို့ရပါတယ်ဆိုတော့အဲ့ဒီ video ကိုကျွန်တော်ဒီအောက်က comment မှာကျွန်တော် link လေးထည့်ပေးထားမယ်အဲ link ရတယ်ဝင်ပြီးတော့ကျွန်တော်အဲ့ video လေးကိုကြည့်ပြီးတော့ကိုသွားမယ်တက္ကသိုလ်အလွဲတခုဘယ်လိုရှာလို့ရမလဲဆိုတဲ့ဟာလေးနဲ့ပတ်သက်ပြီးတော့ပေါ့ကဝင်ပြီးတော့ကြည့်ကြည့်လို့ရပါတယ်ဆိုတော့အားလုံးပဲထောက်ကူပြင်လို့ယုံကြည်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် bye bye